5စီးကိန်းနဲ့အာဆီယံချန်ပီယံရှစ်အာရှချင်းစစ်ပွဲများအတွက်ယူရဖွဲ့စည်းထားတဲ့ပနမမြန်မာလေယာဉ်စင်အမျိုးသားယူ၂၂အသင်းရဲ့ပထမဆုံးနိုင်ငံတကာခြေစမ်းပွဲစဉ်ဖြစ်တဲ့ဟောင်ကောင်ယူ၂၂အသင်းရဲ့ပွဲစဉ်ကိုယနေ့မတ်လ၁၉ရက်နေ့တူဝနာအကစားခွင်မှာရှင်းနေကစားကြမှာဖြစ်ပါတယ်ကိုပွဲစဉ်နဲ့ပတ်သက်ပြီးပွဲချုပ်တင်းစားရှင်းလင်းပွဲကိုမတ်လ၁၈ရက်နေ့တူဝနာတင်းစားရှင်းလင်းပွဲခန်းမှာကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ မြမလေးစီအမျိုးသားယူနစက်နဲ့ဘောလုံးအတင်းအတွက်မိပြချုံအတိဖြစ်တဲ့ဂျမလူမျိုးမစ္စတာဟီဆာရှိကူရိုဆာကီအနေနဲ့ပနမမြမလေးစီအမျိုးသားယူနစက်နဲ့အတင်းကိုပထမဆုံးကင်တွေ့ရမှာဖြစ်ပြီးသူ့အနေနဲ့ပထမဆုံးပွဲစဉ်အတွက်ပြင်ဆင်မှုတွေများစွာရှိနေမှာလည်းဖြစ်ပါတယ်။မစ္စတာဟီဆာရှိကူရိုဆာကီအနေနဲ့ပနမမြမလေးစီအမျိုးသားယူနစက်နဲ့အတင်းနဲ့2025ထိုင်းစီဂိမ်းမှာချန်ပီယံဖြစ်ဖို့အတွက်ရည်မှန်းချက်ရှိနေတာလည်းဖြစ်ပါတယ်။

ကျေလို့လည်းပူပူပြီးတော့လုပ်ပြီးတော့ဒီမှာလေးကိုခြေတိုင်းဝယ်ရှိပါတယ်ဒီမှာလေးကိုဝယ်နေလာတော့မျက်နှာပြွဲကပြီးပါပဲဒီမှာဒီရဲ့ခြေကြောင်းကိုပူပြီးကြည့်ပနမမြမလေးစဉ်အမျိုးသား U20 အတင်းကိုကစားသမား38ဦးနဲ့ဖွဲ့စည်းထားပြီးမြမလီ1လီ2နဲ့ U20 လီမှာကစားသမားများစွာကပါဝင်နေတာလည်းဖြစ်ပါတယ်။ င်္ဂါ UNICEF နဲ့အသင်းအနေနဲ့လည်းပနမမြမလေးစင်အမျိုးသား UNICEF နဲ့အသင်းနေသူအသင်းစတင်ဖွဲ့စည်းထားတာမကြသေးတဲ့အတွက်သူတို့ရဲ့ပထမဆုံးနိုင်ငံတကာခြေစမ်းပွဲစီဖြစ်တဲ့မြမလေးစင် UNICEF နဲ့အသင်းနဲ့ပွဲစဉ်ကိုပြင်ဆင်မှုတွေများစွာပြုလုပ်နေကြတာလည်းဖြစ်ပါတယ်။